နေ့မှာကျွန်တော်တင်တို့ကိုဝေးကြိုက်ခြင်းအကြောင်းနည်းနည်းလေးပြောပြပါမယ်။အခုကျွန်တို့နိုင်ငံမှာငွေမျိုးစိတ်300ကျော်ရှိပြီးအဲ့ဒီထဲက13မျိုးသာအဆက်ရှိပါတယ်။အဲ့ဒီထဲကလည်းအရေးကြီးတဲ့ငွေ၄မျိုးကအဆက်ရှိတဲ့ငွေကြိုက်ခြင်းအများစုကိုခစ်စီပါတယ်။ဒါကတော့ကျွန်တို့ရဲ့ငွေ crate Russell Viper နဲ့ Sasko Viper ပါ။ဒီအဆက်ကကျွန်တို့ရဲ့ကိုခန္ဓာကိုဘယ်လိုတက်ရောက်တယ်လဲ။အခုအဆက်ကကျွန်တို့ရဲ့ကိုယ်ထဲဝင်သွားရင်အဓိက၃နီးနဲ့တက်ရောက်ပါတယ်။ တစ်ခုကတော့ဒေတာတွင်းမှာအစိတ်ကြောင့်ကြွက်သားပျက်စီးမှုဆဲပျက်စီးမှုဖြစ်စေပါတယ်ဒုတိယအနေနဲ့အာယုံကြောအစိတ်ခင်နိုင်ပြီးအဲ့ဒါကကြွက်သားမတန်ဆွမ်းမှုဖြစ်စေပြီးနောက်ဆုံးမှာအသက်ရှူမရခြင်းနဲ့တေဆုံးမှုဖြစ်စေပါတယ်တတိယအနေနဲ့သွေးခဲခြင်းကိုတက်ရောက်စေပြီးဒီလူနာတွေကသွေးထွက်ပြီးတေဆုံးနိုင်ပါတယ် Russell Viper နဲ့ Saw Scale Viper မှာတော့ဒီမျိုးတွေကသွေးထွက်ခြင်းနဲ့သွေးခဲခြင်းကိုတက်ရောက်စေပါတယ်ဒါကြောင့်ဒီလူနာတွေမှာမွေကပ်ရနေရမှာ အဆက်မပြတ်တွေးထွက်ခြင်းတွားဖို့မှာတွေးထွက်ခြင်းမျက်လုံးအတွင်းတွေးထွက်ခြင်းတွေဖြစ်နိုင်ပါတယ်။ဒါမှမဟုတ်ကိုတစ်ခုလုံးမှာအနာစာတွေစီးထဲမှာတွေးထွက်ခြင်းတွေကိုတွေ့နိုင်ပြီးအဲ့ဓာတွေက တွေးခဲခြင်းကိုတက်ရောက်မှုရှိကြောင်းပြသပါတယ်။အခုတော့မွေတိုက်ခံရတဲ့လူနာကိုတွေ့ရင်ဘာတွေလုပ်ရမလဲဆိုတာကိုရောက်လာပါပြီ။လူနာကိုမွေတိုက်ခံရတာကို တွေ့တဲ့အခါမှာပထမဆုံးအရာကတော့သူတို့ကိုစိတ်မပူဖို့အမခံပေးပါလူနာကိုချက်ချင်းအပြားလျားလျားလဲအောင် လုပ်ပေးပြီးမရွေးရပါ တက်ရောက်မှုရှိတဲ့လက်ခွေကိုအပြားလျားလျားသို့မဟုတ်နှလုံးထနေတဲ့နေရာမှာထားရပါမယ်။ဒီလက်ခွေကိုမရွေ့အောင်ထိန်းထားရပါမယ်။ဒါကအယူကျတဲ့အခါမှာလုတ်တက်မရွေ့အောင်ထိန်းခြင်းနဲ့ဆင်တူပါတယ်။ဒါကြောင့်တန်ချောင်းတုတ်တန်သို့မဟုတ်တစ်သားတုံးတို့အခိုင်မာရှိတဲ့အရာကိုသုံးပါ။ပြီးတော့အဝတ်တစ်ခုခုနဲ့ဒီအရာကိုလက်ခွေမှာခြိပေးပါလက်ခွေမရွေ့အောင်လုပ်ပါ။အခုတော့မွေးတိုက်ခံရတဲ့အခါဘာတွေမလုပ်ရဘူးဆိုတာကိုလည်းပြောပြပါမယ်။မွေးတိုက်ခံရတဲ့သူရှိရင်တူဖို့မပြေးခိုင်းပါနဲ့။ သူတို့ကိုစိုးရိမ်စရာမရှိအောင်လုပ်ပါအကြောက်တရားနဲ့စိုးရိမ်မှုကနှလုံးခုန်နှုံမြင့်တက်စေပြီးတွေးလည်ပတ်မှုပုံများစေပြီးအစိတ်ကကိုယ်ခန္ဓာထဲမှာပုံမြင်မြန်ဖြန့်ဝေစေပါတယ်ထို့နောက်ရုပ်ရှင်တွေမှာမြင်ရတဲ့လူတွေကတန်ရာဖို့ဖြစ်ပြီးအစိတ်ကိုစုတ်ထုတ်ဖို့စ조사ကြပါလေ။ဒါကအကျိုးမရှိပါဘူး။ဆေးရုံကိုရောက်ဖို့အချိန်ဖြုံးရပါတယ်။အစိတ်တမာနာအလုံးကိုစုတ်ထုတ်နိုင်ပြီမဲ့အစိတ်ရဲ့နှစ်ပဲစုတ်ထုတ်နိုင်ပါတယ်။လူတချို့ကအရက်ကိုဒီလူနာတွေကိုနာကျင်မှုရွှတ်ချဖို့ပြေးကြောင်းပြောကြပါတယ်။ အရက်ကလည်းကိုခန္ဓာထဲသွေးလေပတ်မှုကို တိုးစေပြီးအစိတ်ကပုံမြန်မြန်ထန့်ဝေစေပါတယ်။နောက်ဆုံးအကြံပေးချက်လေးတစ်ခုကတော့မွေးကြိုက်ခြင်းကိုဘယ်လိုကာကွယ်နိုင်မလဲဆိုတာပါ။မွေးကြိုက်ခြင်းဖြစ်နိုင်တဲ့နေရာမှာရှိရဲမွေးကြိုက်ခြင်းကာကွယ်ဖို့ဖနှက်ကြီးကြီးဝတ်ပါ။လူတစ်ယောက်ကအပြင်မှာအိတ်နေတယ်ဆိုရင်အဖုံးပါတဲ့တဲထဲမှာအိတ်တာပိုကောင်းပါတယ်။ဒါမှမဟုတ်တင့်ကိုအပြည့်အဝဖုံးလွှမ်းထားတဲ့ခြင်ထောင်လေးတစ်ခုကမွေးကြိုက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့်လုံခြုံနေပါမိတ်ဆွေတို့အရေးဒီလိုအခြေအနေမျိုးနဲ့ရင်ဆိုင်ရင်ဘယ်လိုကင်တွေရမလဲဆိုတာသိထားသင့်ပါတယ်။ကျေးဇူးတင်ပါတယ်။